ချန်ပီယံလိပွဲစဉ်ပြီးမီကေအာဒီတာရဲ့ပြောစကားများ အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ TikTok ကညီကိုတွေအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့ညမှာအာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနဲ့တော့ဆွေးနွေးသုံးသပ်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းကဒီကနေ့မနက်အစောပိုင်းမှာရှင်ပြိုင်ကစားသွားတဲ့ဒါ Champions League ပွဲစဉ်6နဲ့ပတ်သက်ပြီးတော့ဒါ Mike Arteta ကပွဲပြီး interview မှာဒါမပါဝင်နိုင်တဲ့ကစားသမားတွေအကြောင်းကိုဒါနည်းနည်းလေး ဒါမီဒီယာတွေနဲ့အမေးအဖြေပြုလုပ်သွားတယ်ဒီနေရာမှာမီ KR data ကိုအရင်ဆုံးအနေနဲ့ဒါဒီနိုင်ပွဲနဲ့ပတ်သက်ပြီးမီ KR data ကိုမေးမြန်းထားတယ်မီ KR data အနေနဲ့ဒီနိုင်ပွဲကကျွန်တော်တို့အတွက်တကယ်ကိုကြီးမားတဲ့နိုင်ပွဲတစ်ပွဲဖြစ်ပြီးတော့ဒါဒီနိုင်ပွဲမှာကျွန်တော်ကောင်ကျွန်တော်ကောင်လေးဒီရဲ့စွမ်းဆောင်ရည်နဲ့လုံနိုင်စွမ်းတွေကိုကျွန်တော်အနေနဲ့အရင်ဆုံးဂုဏ်ပြုခြင်းနဲ့ဒီနိုင်ပွဲကကျွန်တော်တို့အတွက်စိတ်တက်ပိုင်းဆိုင်ရာအများကြီးတိုးတက်လာနိုင်တယ်ကျွန်တော်တို့ကောင်လေးဒီဒီတက်ပို့ကောင်အများကြီးလုံနိုင်သေးတယ်ဆိုတာကျွန်တော်တို့ပြန်လည်မြင်တွေ့ရတဲ့ပွဲတစ်ပွဲဆိုပြီးတော့ဒါမီ KR Data ကပြောကြားထားတဲ့တစ်ဆက်တည်းမှာပဲဒါဒီပွဲစဉ်မှာမပါဝင်နိုင်တဲ့ Julian Timber ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့မီ KR Data ကဟုတ်ပါတယ်သူ့အနေနဲ့ Aston Villa နဲ့ပွဲစဉ်မှာဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီးတော့ ဒီကစားသမားကိုကျွန်တော်တို့တွေဒါလာမဲ့ဝုပွဲစဉ်မှာဒါကျွန်တော်ပြန်လဲအသုံးပြုရနိုင်တယ်ဆိုပြီးတော့မီခေအာဒီတာကပြောကြားထားသလိုရီကာရိုကာလာဖီယိုဒီယာလည်းဒါတန်ရအနေငယ်ရှိနေတယ်ဒီကစားသမားလည်းဝုနဲ့ပွဲစဉ်မှာကြက်ခိုင်မှုပြေဝါနဲ့ဒါပြန်လဲပါဝင်လာနိုင်တယ်ပွဲထွက်လူစင်းမှာမြင်တွေ့ရနိုင်တယ်ဆိုပြီးမီခေအာဒီတာကပြောကြားထားသလိုဒီကလရိုက်ကဒါသူ့အနေနဲ့နာမကျန်းဖြစ်နေတယ်တနည်းအားဖြင့်အဖျားဝင်နေတယ်ဆိုတဲ့ပုံစံမျိုးမီခေအာဒီတာကပြောကြားထားပြီးတော့သူ့ကိုကျွန်တော်တို့စောင့်ကြည့်မှုတွေပြုလုပ်နေတယ်သူ့ရဲ့တန်ရအခြေအနေမျိုးမဟုတ်ဘဲနဲ့ ဲ့သူ့ရဲ့အခြေအနေပုံစံတစ်ခုကိုဒါစေးဖွဲ့ဝင်နေအနေနဲ့အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေတယ်ဆိုပြီးတော့မီကေအာဒီတာကပြောကြားထားပါတယ်။တစ်ဆက်တည်းမှာပဲဒီပွဲစဉ်အပြီးမှာဒါကျွန်တော်တို့ကာလာရှေချာတန်ရာရနေတဲ့ဂါဘီယယ်ဂျေဆုနဲ့ ဒါအင်တာဗျူးတွေပြုလုပ်ထားတဲ့ဒီအင်တာဗျူးမှာဂါဘီယယ်ဂျေဆုကိုဒါမီဒီယာတွေကဒါဂါဘီယယ်ဂျေဆုရေမင်းအနေနဲ့ဒီပွဲစဉ်မှာအကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ထင်လားမင်းအနေနဲ့ပွဲတွေအများကြီးမကစားထားရတဲ့အပေါ်ဒီပွဲစဉ်မှာမင်းအနေနဲ့ဘယ်လိုထင်မိလဲဆိုတော့ဂါဘီယယ်ဂျေဆုကကျွန်တော်အနေနဲ့ဒီနေ့အရန်ကိုပျော်ပျော်မိပါတယ် ကျွန်တော်322ရက်တတီပွဲတွေနဲ့လွဲချော်ခဲ့ပြီးတဲ့နောက်မှာဒီနေ့မှာကျွန်တော်အဆင်သင့်ဖြစ်နေပြီကျွန်တော်အနေနဲ့ဂိုးတွေအများကြီးသွင်းနိုင်ဖို့အတွက်အများကြီးအကုန်လုံးကမျောလင့်ထားပြီးတော့ကျွန်တော်အနေနဲ့လည်းဂိုးတွေသွင်းယူခြင်းနဲ့ဆိုတာအားလုံးမြင်မယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်ကျွန်တော်အနေနဲ့အရင်ဆုံးဒီနေ့ပျော် အရန်ကိုပျော်နေတယ်ဆိုပြီးတော့ဒါကာဗီယေဂျေဆုက ပြန်လဲပြောကြားထားတယ်ဒါအာဆင်နယ်နီးစပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်အရဒါတန်ရကစားသမားတွေအနီးစပ်ဆုံးပွဲစဉ်ဒါပြန်လဲပေါင်းဝင်လာနိုင်တဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဒါဖော်ပြထားတာမျိုးရှိတယ်ဒီကြောင်းရလေးနဲ့ပတ်သက်ပြီးဒါကြောင့်ညကိုတွေကိုနည်းနည်းလောက် share လုပ်ပေးခြင်းနဲ့ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့တန်ရကစားသမားတွေက ဒါလီယန်ဒိုထရော့ဇက်နဲ့ပတ်သက်ပြီးတော့ဗောလေဒါလီယန်ဒိုထရော့ဇက်ရဲ့ဒဏ်ရာကဒါအလုံးစုံပျောက်ကင်းသွားပြီးဒီကစားသမားရဲ့ face နဲ့ပြေမှုကိုဒါ save ဖွဲ့ဝင်တွေကစောင့်ကြည့်နေပြီးတော့လာမယ့် wood ပွဲစဉ်မှာဒီကစားသမားကိုပြန်လဲအသုံးပြုသွားနိုင်နေဆိုပြီးတော့ရေးသားဖော်ပြထားတဲ့အစတဲမှာပဲ Declan Rice ကလည်းလာမယ့် wood ပွဲစဉ်မှာတေချာပေါက်ပြန်လဲပါဝင်လာနိုင်မယ်ဆိုတဲ့ရေးသားမှုမျိုးတွေကျွန်တော်တို့တွေမြင်တွေ့ခဲ့ရတဲ့ location မော်ကွေရာရဲ့ဒဏ်ရာအခြေအနေကကျွန်တော်တို့ထင်ထားတာထက်ပိုကျသွားနိုင်ပြီးတော့ဒီကစားသမားကိုဒါလာမယ့် December ါလကိုဒါဟိုဘယ်လိုပြောရမလဲဇန်နဝါရီ အဲလကုံဘိုင်းလောက်မှာပဲဒီကစားသမားကိုပြန်လည်မြင်တွေ့ရလာနိုင်တယ်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်တစက်တဲမှာပဲကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒဏ်ရာကစားသမားတွေကဒါလူငယ်ကစားသမားလေးဖြစ်တဲ့မတ်စတောင်းမန်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒီကစားသမားလေးရဲ့ဒဏ်ရာကခြေချင်းဝတ်ဒဏ်ရာဖြစ်ပြီးတော့အနည်းဆုံး၂လလောက်အနားယူသွားနိုင်တယ်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်တစက်တဲမှာပဲကျွန်တော်တို့အာဆင်နယ်အသင်းရဲ့နောက်တန်းကစားသမားဂါရီယဲမကဟေးရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒါအာဆင်နယ်နဲ့နီးစပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်အရဒီကစားသမားရဲ့ဒဏ်ရာက ဇန်နဝါရီလကုန်ပိုင်းလောက်မှာပဲဒီကစားသမားကိုအာဆင်နယ်အသင်းရဲ့ဒါစကွတ်တက်မှာပြန်လည်မြင်တွေ့ရနိုင်ငယ်ဆိုပြီးတော့မျိုးမျိုးရေးသားဖော်ပြနေတယ်လို့အာဆင်နယ်ဆောင်ရဲ့ရေးသားဖော်ပြချက်မှာဆိုလို့ရှိရင်တော့ဒီကစားသမားကဒါဒီဇင်ဘာလကုန်ဇန်နဝါရီအစောပိုင်းလောက်မှာပြန်လည်မြင်တွေ့ရနိုင်ငယ်ဆိုပြီးတော့ရေးသားဖော်ပြထားကြတယ်ကိုင်ဟာဘတ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လေကိုင်ဟာဘတ်က လာမယ့် Christmas ရာသီမှာဒီကစားသမားကို Arsenal တင်းရဲ့ pooling trade ဒီမှာပြန်လည်မြင်တွေ့ရလာနိုင်တယ်ဆိုပြီးရေးသားဖော်ပြနေသလိုနောက် Arsenal ရဲ့ရေးသားဖော်ပြချက်တွေထဲမှာဆိုရင်ဒါ ကိုင်ဟာဗရဲ့ဒူးတန်ရာကပြန်ဖြစ်သွားတာဖြစ်တဲ့အတွက်ဒါအာဆင်နယ်အသင်းတော်ဝင်ရှိသူတွေနဲ့စေအဖွဲ့ဝင်တွေကအနီးကဆောက်ချမှုတွေပြုလုပ်နေတယ်ဒီကစားသမားကိုဒီဇင်ဘာလကုန်ပိုင်းလောက်မှာပဲအာဆင်နယ်အသင်းရဲ့ fulling training တွေမှာပြန်လည်မြင်တွေ့သွားရနိုင်တယ်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်ဒါနောက်ထပ်ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒဏ်ရာကစားသမားတွေက William Saliba နဲ့ပတ်သက်ပြီး William Saliba ရဲ့ဒဏ်ရာအခြေအနေကအခုထိမတည်ငြိမ်သေးဘူးဒီကစားသမားကို Wood နဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ဈေးဖွဲ့ဝင်တွေရဲ့ထောက်ခံချက်ရရှိမှသာဒီကဒါလမားကိုဒါထည့်သွင်းအသုံးပြုသွားဖို့ရှိတယ်ဆိုပြီးတော့ရေးသားဖော်ပြနေကြပါတယ်ဒါကတော့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့ဒါဒန်ရကစားသမားတွေအကြောင်းနဲ့ပတ်သက်ပြီးတော့ဒါကြောင့်ညီကိုတွေကို sharing လုပ်ပေးခဲ့တာပေါ့လေဒါကျွန်တော်တို့ဒီ social media မှာဒါဒီကနေ့မနက်အစောပိုင်းမှာရှင်းပြခဲ့တာသွားတဲ့ club cruise နဲ့ပွဲစဉ်အပြီးမှာ ဒါကစားသမားတယောက်ကိုဝေဖန်မှုတွေပြန်လဲမြင့်တက်လာတယ်ဒီကစားသမားကဘာလုပ်လဲဆိုတော့ကျွန်တော်အာဆင်နယ်အသင်းရဲ့တိုက်စစ်မှုတွေ Victor Yokres နဲ့ပတ်သက်ပြီးတော့ဗောလေဒါအကုန်လုံးက Victor Yokres ရဲ့ဒါစွမ်းဆောင်ရည်နဲ့သူ့ရဲ့ကစားပုံကိုအကုန်လုံးကမေးခွန်းထုတ်နေကြတယ်သူ့ရဲ့ခန္ဓာကိုယ်ကြီးကြီးကြီးနဲ့ဒါဘယ်လိုပြောရမလဲအာဆင်နယ်အသင်းနဲ့ဒါ Club Brugge Champion ကစားတဲ့ပွဲစဉ်မှာဒီကစားသမားကအရန်ကိုပုတ်နေတယ်ဒီကစားသမားစီကနေဘာ input မှမထွက်ဘဲနဲ့အသင်းကိုဘာကူညီမှုမှမရဘူးဆိုတော့ဒါပုံစံမျိုးတွေဝေဖန်မှုတွေပြန်လဲမြင့် င်းတက်လာတယ်ဒီနေရာမှာကျွန်တော်အာဆင်နယ်သင်ပရိသတ်တွေအနေနဲ့ဒါကြွညူကိုအနေနဲ့ဘလို့ထင်မိလဲဒီကစားသမားအနေနဲ့ဒီနေ့ပွဲစဉ်မှာတကယ်ပဲပုတ်ခဲ့တာလားအာဆင်နယ်အသင်းအတွက်အင်ပတ် ရှိခဲ့လားဒါအကျိုးပြုခဲ့တာတွေရှိခဲ့လားတွင်ကြီးကိုတွေဘယ်လိုထင်မြင်မိလဲကောမှာဆွေးနွေးကြည့်ပါဦးကျွန်တော်အမြင်အရဆိုလို့ရှိရင်တော့ Gabriel အဲ sorry ကျွန်တော်အမြင်အရဆိုရင်တော့ The Videocrats ရဲ့ဒါလုံနိုင်စွမ်းကဒီထက်အများကြီးပိုရှိသေးတယ်လို့ကျွန်တော်အနေနဲ့ထင်တယ်တနည်းအားဖြင့်ဗျာတသိန်းနဲ့တသိန်းကစားဖို့မတူတဲ့နေရာတစ်ခုတနည်းအားဖြင့် leak မတူတဲ့နေရာတစ်ခုမှာဒါတန်အားနေပြန်လေတက်တာလာတဲ့ Videocrats အနေနဲ့ ပြန်ပြီးတော့တည်ဆောက်မှုပိုင်းဆိုင်ရာတွေမှာလိုအပ်ချက်တွေရှိသေးတယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်မိတယ်။ဒါဟိုဘယ်လိုပြောမလဲပွဲတစ်ပွဲလုံးသူ့အနေနဲ့ပုတ်နေတာမျိုးမဟုတ်ဘဲနဲ့တချို့ movement လေးတွေမှာသူ့ကြောင့်ကိုးရသွားတဲ့ပုံစံတွေအဲကျွန်တော်တို့ ဒါတေချာကြည့်ရင်သိနိုင်တယ်လို့ကျွန်တော်နေကတော့ထင်တယ်ဒါမီဒီယာတွေဆိုတာကတော့ဗျာအမျိုးမျိုးဒါပြောနေကြမှာဆိုတော့ကျွန်တော်တို့တွေလည်းတည်ထားပြီးသားပဲဒါပေမဲ့ Vitiocrus ရဲ့ကစားဟန်နဲ့ Vitiocrus ရဲ့ဟိုဘယ်လိုပြောမလဲအတိုးအနှုတ်တွေဒါပြောရဆိုလို့ရှိရင် Vitiocrus ကဒါပြိုင်ဘက်ကစားသမားတွေကိုအများကြီးဆွဲခေါ်သွားတဲ့ပုံစံတွေအဝေးယူပြန်ပြေးထွက်သွားတဲ့ပုံစံတွေတောင်ပန်းတွေကိုနေရာလွတ်တွေဖန်တီးပေးတဲ့နေရာတွေမှာဒါ Vitiocrus ကတော့အဆင်ပြေတယ်လို့ကျွန်တော်နေကတော့မြင်မိတယ်ကျွန်ညီကိုရောဘယ်လိုထင်လဲဒါမနေ့ဒီကနေ့မနေ့အစောပိုင်းက ်စားသွားတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဂါရီယယ်ဂျေဆုဝင်လာတဲ့နေ့ချိန်ကစပြီးတော့ဒါကျွန်တော်တို့ကပွဲချိန်တော်တော်များများကိုကြည့်ခဲ့ရတယ်ဒီပွဲချိန်ဒီမှာဆိုလို့ရှိရင်အာဆင်နယ်တင်းရဲ့တိုက်စစ်ကစားပုံကလုံးဝကိုတိတိတတ်တားကြီးကိုပြောင်းလဲသွားတယ်ဒါကိုင်းလေတဲမှာဆိုလို့ရှိရင်ဘူကာယိုဆာကာလူစားဝင်လာတဲ့ချိန်မှာဆိုလို့ရှိရင် Fort 9နေရာလောက်ထိကိုဘူကာယိုဆာကာကပြေးတက်ပြီးတော့ဝင်သွားတဲ့ပုံစံမျိုးတွေတွေ့ရတယ်လို့ဒါ ကာဗီယေဂျေဇုကိုကြည့်တဲ့အချိန်မှာလဲဒါဘယ်ဂျန်တောင်မှန်တိုက်စစ်မှာသူ့အနေနဲ့ဟိုနေရာလွတ်တွေအများကြီးဖန်တီးပြီးတော့ဘောလုံးတွေတောင်းနေတာတွေဒါကျောင်းတွေမြင်တွေ့ရတယ်အဲဒီပုံစံကဒါရှင်းရှင်းလေးကျွန်တော်တို့မြင်တွေ့သွားရတဲ့ပုံစံတစ်ခုလို့ကျောင်းနေနဲ့ထင်မိတယ်ကာဗီယေဂျေဇုနဲ့ဒါဗီဒီယိုဂရက်ဒီကစားသမား၂ယောက်ရဲ့ impact ကိုကျွန်တော်တို့တွေအကောင်းဆုံးမြင်တွေ့ရတယ်လို့ကျောင်းနေနဲ့ကတော့ထင်မိတယ်ကျောင်းညီကိုတွေရောဘယ်တိုက်စစ်မှုကိုပိုကြိုက်လဲဗျဗီဒီယိုဂရက်လားကာဗီယေဂျေဇုလားကောမဝဲဆွေးနွေးကြကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။တူတွေပါ။